Champion G Stan FedEx ရဲ့နေရာကိုစက္ကံမဲ့သူ Stan FedEx နဲ့ရုပ်လေးစင်နေထိုးပေါက်လေးစင်နေ Legend ball လေးဖြစ်တယ်။အစရှိသဖြင့် World Championship မှာလည်းခဏပွဲဆက်တိုက်နိုင်ထားတော့ထိုင်းပြည်သက်တွေကြားမှာ Ivan Sanide Junior FedEx ကိုကျွန်တော်တို့ရဲ့ Bronica ကဘဲဥခွဲပြီးတကာလာမှာတော့ထိုင်းမီဒီယာတွေအထက်မှာတတော်လေးကိုဖော်ပြခံနေရပြီဖြစ်ပါတယ်။ထိုင်းတွေကတော့ သူတို့ရဲ့ fighter လေးကိုလုံးဝဆုတ်ပြတ်တတ်သွားအောင်ထိုးသွားတာဖြစ်တဲ့အတွက်အချိန်အပုံတော့မရပါဘူး။ WCO ဖြစ်တဲ့ Chatri Korain ကတော့ Ronika ကို champion ဖြစ်ဖို့ထိအီမန်ထားတာကိုလေတွေ့ရပါရီ။ဒါကြောင့်မလို့လေ one championship မှာပွဲဥထက်ရှုံးနေ Ronika ကိုစိတ်တက်မကြအောင် bonus bar ထည့်ပေးလိုက်ပြီးတော့ပွဲပြီးတဲ့ခါမှလေးဗီဒီယိုခေါ်ခေါ်ပြီးတော့ Ronika ကိုစိတ်တက်မကြဘူး။မင်းဟာတနေ့ချန်ချန်ပီယံဖြစ်လာမယ်သူဒီပွဲလေးနဲ့ စိတ်တက်ကြံ့မသွားနဲ့ဆိုပြီးတော့ခွန်အားပေးတိုက်တွန်းခဲ့တာလေးဖြစ်ပါရီအခုဘရိုနီကာဟာမြန်မာနိုင်ငံမှာအွန်လန်အန်ဆန်ပြီးလို့ရှိရင်ချန်ပီယံဖြစ်နိုင်တဲ့သူဒီတော်သူဆိုပြီးတော့ကြိုတင်ခမ်းမန်းခံနေရပါရီဒါကပြောဖို့ sorry လို့မပြောကြပါနဲ့အခုလက်ရှိအနေထားရဘရိုနီကာရဲ့ legend နေတဲ့ gym သူ့ရဲ့အခြေအနေ one championship စီကရထားတဲ့စာချုပ်တွေကိုကြည့်မယ်ဆိုရင်ဘရိုနီကာဟာလလောဆယ်မှာအွန်လန်အန်ဆန်ခဲလို့ World Championship မှာ Champion ဖြစ်ဖို့အတွက်အနည်းဆက်ဆုံးလူလို့ပြောလို့ရနေပါပြီ။လမ်းချုံကတော့တတော်လေးကိုပွင့်နေပြီဗျ။ Ronika ဟာနောက်နှစ်ပွဲသုံးပွဲထိုးပြီး Champion Single ခွင့်ရောက်မှာတော့အသေးချပြီ။ Aula Ansan Goren ကလည်းပြောပါပြီ။ Ronika ရဲ့ထိုးပွဲအပြီးမှာနိုင်သွားလို့နော်။အပြောဆုံးသူတွေကတော့ Joshua Ban နဲ့ Aula Ansan ပါ။ Aula Ansan ဆိုရင်ညီမဖြစ်တဲ့ Ronika နော်။နိုင်ပွဲရတာနဲ့ဗီဒီယိုတောင်ရိုက်ပြီးတော့ Instagram ပေါ်မှာဘလောက်ချက်ထိနော်အားပေးကြောင်း ဘရိုနီကာဘလောက်ထက်တိတော်ချောင်းကိုချီကျူသွားခဲ့တာပဲဖြစ်ပါရီကိုအောင်လန်းအန်ဆန်ကတော့ပြောလာပါပြီဘရိုနီကာဟာ1ချန်ပီယံရှစ်မှာချန်ပီယံတယောက်ဖြစ်မဲ့သူဆိုပြီးတော့ချီကျူသွားခဲ့တာပဲဖြစ်ပါရီဒါကြောင့်မလို့ညီမဖြစ်တဲ့ဘရိုနီကာအနေနဲ့ဆက်လက်ပြီးတော့မိမိရဲ့စွမ်းဆောင်ရည်ကောင်းတွေကိုထင်ထားဖို့နဲ့မိမိမှာလိုအပ်တဲ့အားနည်းချက်တွေကိုစဉ်ဆက်မပြတ်ဖြည့်တင်ထားဖို့အတွက်ကိုအောင်လန်းအန်ဆန်ကမထင်မှတ်ပဲပြောသွားခဲ့တာကြောင့်ပိတ္တိကတော့အောင်လန်းအန်ဆန်ကတော့ ရော်နီကာကိုချန်ပီယံဖြစ်မဲ့သူဆိုပြီးတော့ချီးကျူးနေပြီ။တနင်္ဂနွေဖြစ်လာလိမ့်မယ်။စူးစားပါဆိုပြီးတော့ဘရိုနီကာကိုအားပေးစကားတိုက်တွန်းစကားပြောဆိုနေကြပြီလေဖြစ်ပါရည်နော်။